ိုင်းလိုမျိုးချက်တို့ဒီမှာစားမယ်လို့ချက်တို့ပြောချင်တယ်ဆိုရင်တော့กินนี่လို့ပြောမယ်กินนี่เนาะချက်တို့กินဆိုတာကစားတယ်นี่ဆိုတာဒီမှာအဲ့လိုမျိုးเนาะกินนี่ဒီမှာစားမယ်အဲ့လိုမျိုးเนาะနောက်တစ်မျိုးချက်တို့ဒီမှာစားမယ်ကိုပြောလို့ရတာကချက်တို့ထာနီထာနီလို့ပြောမယ်เนาะချက်တို့ထာနီဆိုရင်ဒီမှာစားမယ်กินนี่ဆိုလည်းဒီမှာစားမယ်ဘာกว่าလဲချက်တို့ กินก็เลยซ่าได้ทานก็เลยซ่าได้ฉะนั้นบากว่าเลยสุดอกินก็จ้าတော့เจอยูยูตามันအတုံးနှုံးပေါ့နော်ထန်ကကြတော့နည်းနည်းလေးပူပြီးရင်ကျေးမှုရှိတယ်ဥမာကျတို့ကိုထဲ့ကြီးတဲ့လူကြီးသူမတွေကိုအာထမင်းစားမလားလို့ကျတို့မေးခြင်းတယ်ဆိုရင်กินข้าวไหมဆိုတာแท้ကျတို့ထန်ข้าวไหมလို့ကျတို့မေးရင်ပူပြီးတော့ရင်ကျေးမှုရှိတယ်အဲ့တော့ကျတို့ထန်ဆိုတာကပူပြီးရင်ကျေးမှုရှိတယ်กินแท้ပေါ့နော် โอเคနောက်တစ်ခုကျွန်တော်ကြည့်မယ်အိမ်ပြန်ပါဆယ်ယူမယ်လို့ကျွန်တော်ပြောချင်တယ်ဆိုရင် club ban club ban လို့ပြောမယ်ပုံမှန်အားဖြင့်ကျွန်တော် club ban ဆိုရင်အိမ်ပြန်တယ်လို့သိထားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စားတောင်းဆိုင်တွေမှာအစားတောင်းမှာတဲ့အခါမှာကျွန်တော်ဆိုင်ရှင်ကမေးလေးရှိတယ်ပေါ့နော်အဒီမှာစားမလားအိမ်ပြန်မလားဆိုရင် กีนี่หรือกลับบ้านအဲ့လိုမျိုးလေးရှိတယ်ဒါဆိုရင်ချက်တော့နေနဲ့အိမ်ပြန်ပါဆယ်ယူမယ်လို့ပြောချင်တယ်ဆိုရင်กลับบ้านလို့တလုံးတည်းပြောလိုက်လို့ရတယ်ဒါဆိုရင်ချက်တော့အိမ်ပြန်ပါဆယ်ယူမယ်အဲ့လိုပဲပေါ့နော်โอเคနောက်တစ်မျိုးချက်တော့ကြည့်မယ်အိတ်ထဲမယ်ချက်တော့အိတ်ထဲမယ်လို့ပြောချင်တယ်ဆိုရင်စိုင်ထုံစိုင်ထုံလို့ပြောမယ်နော်ချက်တော့စိုင်ဆိုထဲ့တယ်နော်ထုံဆိုရင်အိတ်ကိုပြောတာနော်စိုင်ထုံစိုင်ထုံအိတ်ထဲမယ်အဲ့လိုမျိုးနော် နောက်တစ်မျိုးချက်တော့ယူယူပွဲယူမယ်ချက်တော့အစားတောင်းမာတဲ့ခါမှာယူယူပွဲယူမယ်လို့ချက်တော့ပြောချင်တယ်ဆိုရင်အော်ထမတာနော်အော်ထမတာလို့ပြောမယ်နော်ချက်တော့အော်ဆိုရင်ယူတယ်နော်ထမတာဆိုရင်ယူယူပြောထမတာဆိုယူယူပါနော်အော်ထမတာယူယူပွဲယူမယ်နော်နောက်တစ်မျိုးခြေတို့အပူပွဲယူမယ်ဆိုရင်ခြေတို့အော်ဖိစေနော်အော်ဖိစေနော်အော်ယူတယ်ခြေတို့နော်ဖိစေ ချက်တို့ဖိစက်ဆိုတာအပူပွဲကိုပြောတာเนาะအော်ဖိစက်เนาะအပူပွဲယူမယ်အဲ့လိုမျိုးเนาะโอเคနောက်တစ်ခုချက်တို့ကြည့်မယ်ချက်တို့တပွဲယူမယ်ကို၃မျိုးပြောလို့ရတယ်နံပါတ်၁ကချက်တော့ချက်တို့အော်1 ठी လို့ပြောမယ်အော်1 ठी ဆိုရင်တပွဲယူမယ်သို့မဟုတ်တနေရာစာယူမယ်လို့အဓိပ္ပာယ်ရတယ်เนาะတနေရာစာအဲ့လိုမျိုးပေါ့ချက်တို့စားသောက်ဆိုင်ထိုင်တဲ့အခါမှာ အာဘယ်နဲ့နေရလဲဘယ်နဲ့ရောက်စာလဲအဲ့လိုမေးလေးရှိတယ်ပေါ့နော်အဲ့တော့ဆရာတို့အောင်နှုန်ထီးဆိုတပွဲယူမယ်တူတူပဲတနေရစာယူမယ်တရောက်စာယူမယ်အဲ့လိုပုံစံပဲနော်နောက်တစ်မျိုးဆရာတို့အောင်ချမ်းနှုန်အောင်ချမ်းနှုန်ဆိုရင်တပွဲယူမယ်ဒီတပွဲဆိုတာကဆရာတို့ပကံလုံးနဲ့ထည့်ထားတဲ့ပွဲကိုပြောတာနော်ချမ်းဆိုတာဆရာတို့ပကံလုံးကိုပြောတာ ဥပမာကျွန်တော်တို့ကိုယ်တရုတ်တွေပါတယ်မှာတဲ့ခါမှာပကံလုံးနဲ့ထည့်ပေးတဲ့ပွဲတပွဲယူမယ်အဲ့လိုပုံစံမျိုးเนาะအောင်ချမ်းနှင်းဆိုရင်တပွဲယူမယ်နောက်တစ်မျိုးကျွန်တော်အောင်ထွိုင်းနှင်းအောင်ထွိုင်းနှင်းလို့ပြောမယ်ကျတော့ထွိုင်းဆိုတာကလည်းပကံလုံးပဲပကံလုံးအသေးနဲ့ထည့်ထားတဲ့တပွဲယူမယ်လို့ပြောတာเนาะခင်တော့တခုကျတော့တပကံယူမယ်တပကံယူမယ်ဆိုတာကဥမာတို့ပကံပြားနဲ့ထည့်ထားတဲ့တပကံအဲ့လိုပုံစံမျိုးเนาะအာတပကံယူမယ်ဆိုရင်ကျတော့အောင်ချန်နှင်းเนาะ အောင်จานหนึ่งလို့ပြောမယ်ခြေတို့จานဆိုတာကပကံကိုပြောတာเนาะနောက်တစ်ခုခြေတို့တထုံယူမယ်ဆိုရင်အောင်ထုံหนึ่งအောင်ထုံหนึ่งလို့ပြောမယ်ထုံဆိုတာထုပ်ကိုပြောတာခြေတို့ထုံဆိုတာထုပ်ကိုပြောတာเนาะ1ဆိုရင်1เนาะနောက်တစ်ခုခြေတို့တစ်ခုယူမယ်ဆိုရင်အောင်อันหนึ่งเนาะအောင်อันหนึ่งလို့ပြောမယ်အောင်ဆိုရင်ယူတယ်ခြေတို့เนาะ อันဆိုတာခု1ဆိုတာ1เนาะ เอาอันนึงเนาะเอาอันนึงส่วนนี้ตะคู่อยู่มั้ยอะไรเนี่ยเนาะနောက်တစ်ခုခြေတော့အကုန်လုံးယူမယ်တမို့အားလုံးယူမယ်လို့ခြေတော့ပြောချင်တယ်ဆိုရင်အောင်မို့လဲအောင်မို့လဲလို့ပြောမယ်နော်အောင်ယူတယ်မို့လဲဆိုတာအကုန်လုံးအားလုံးပြောနော်အောင်မို့လဲအကုန်လုံးယူမယ်အားလုံးယူမယ်အဲ့လိုမျိုးနော်โอเคဒီစကားလုံးလေးတွေကစားတော့ခြေတော့အစားတောင်းမှာတဲ့ခါမှာအတော်ဝိမှဖြစ်တယ်ပေါ့နော်